ဥပမာဗျို့ဥပမာအေးရှိတယ်ရှင်းလဲချန်ပီယံလင်းပါလေထွက်လာပါလားဗျကျုပ်ဒီလောက်ခေါနေတာကိုချန်ပီယံဘက်ကလူလဲအသက်အားဖြင့်90ကျော်အရွယ်ရောက်ကြကြီးတူဖြစ်ပါတယ်သူကခါးကြီးကိုထောက်ပြီးတော့အိမ်ထဲကိုမျက်မှောင်ကျုပ်ကြည့်ပြီးအော်ပြောနေတယ်သူ့တညာချန်ဝိုင်းထဲကနေယောက်ျားကြီးတူထွက်လာခဲ့ပြန်တယ်သူကတော့ဥပမိုင်းပဲဖြစ်ပါတယ်ဟာဥကြုံမြင့် ခမားကကြုတ်ရင်လည်းကိုတော့ဝင်မလာပဲနဲ့ဘာလို့အော်ခေါ်နေရလဲဗျမဝင်ချင်ပါဘူးဗျာအမလီဗျာခါတိုင်းလည်းဒီလိုဝင်ထွက်သွားတာနေတာပဲအခုမှမဝင်ချင်ဘူးလို့ဖြစ်ရတယ်လို့ဗျာနေပါဦးဗျခမားကိုကြည့်ရတာတမျိုးပဲမဖြစ်နေရလဲဒီမှာဥပမြိုင်ပြပါဦးကြောင့်ဖြင့်ကြုံနားထောင်နေပါလေခမားသားဖိုးမောင်ပဲမလဲဒီကောင်းကိုကြုတ်တွေ့ခြင်းနဲ့ဟာခမားကဟာကမဟုတ်သေးပါဘူးဗျာ စောစောကပဲကြုတ်နေမယ်អော်ခေါ်ပြီးတော့အခုကျမှကြုတ်သားကိုထပ်မင်းနေရတယ်လို့ကြုတ်ရှင်းရှင်းပဲပြောမယ်ဥပမိုင်းခမသာဖိုးမအောင်ကြုတ်သမီးကိုရွာတယ်လမ်းမှာလိုက်နှောင်းရှက်နေရကိုကြုတ်မျက်စိနဲ့တေးချမြင်ခဲ့တယ်ဒီလိုဗျာခမသာကိုခမသုံးမှာပါကြုတ်သမီးဘေးမှာခမသာကိုထပ်မြင်ရင်တော့ကြုတ်အဆုံးမဆုံးနဲ့နေပေါင်းဦးကျော်မြင့်ရဲ့ခမရစကားကတစ်ဖက်ဆောင်းနဲ့နိုင်လိုက်လားကျုပ်သားကလည်းလူပြောခမရသမီးကလည်းအပြူလူငယ်တွေတဘာဝ စကားပြောတာကိုနှောက်ယှက်တယ်လို့ပြောလို့ရလို့လားဘာပဲဖြစ်ဖြစ်ဗျာကျွတ်သမီးနားမှာခမသားကိုမြင်နေရတာတော်တော်လေးကိုအဆင်မပြေဘူးဗျခမသားလို့အယက်သမားဘိန်းသမားကိုကျွတ်သမီးကနည်းနည်းလေးမှစိတ်ဝင်စားတာမဟုတ်ဘူးအခုကလည်းဒီကောင်လိုက်နှောက်ယှက်နေလို့ခမားကို သူ့အဖေဖြစ်နေလို့ကျုပ်လာပြောတာမဟုတ်လို့ရှင်နောက်တစ်ခေါက်ထပ်ရှိလာတော့တကြီးကိုအိမ်မှာပဲခေါ်ပြီးစကားပြောမယ်ဒီလိုပြောပြီးတော့ဦးကျော်မြင့်ခြာကနေနောက်ကိုလှည့်ပြီးတော့ထွက်သွားတော့ခဲ့တယ် ကျန်ရခဲ့တဲ့ဥပမြန်ကတော့ဒေါသတကြီးနဲ့ပဲကြုံမြင်ကြုံမြင်တော်တော်ကိုလူပါဝါတဲ့ကောင်အဲ့လိုပြောပြီးတော့တော်တချက်ကိုခပ်ပြင်းပြင်းလေးခေါ်လိုက်ပါတယ်အမန်းကဥပမြန်နဲ့ဥကြုံမြင်က မျက်နာမစိမ့်ကြသူတွေဖြစ်တယ်တော်တော်ဦးဟာရွာမှာချမ်းသာတာချင်းလဲတူတယ်ခေါ်ကြပြောကြနဲ့ခင်မင်ခဲ့ကြသူတွေဒါပေမဲ့ဥကြုံမြင်ဟာဥပမြန်ရဲ့တာဖိုးမောင်ကိုတော့ကြည့်လို့မရဘူးကြည့်မရဆိုရင်လေဖိုးမောင်ဆိုတဲ့ကောင်ဟာစပင်ကိုပုတ်တိုက်ထားတယ် နှက်ခမ်းမွေးမုံစင်မေဘလဝါနဲ့ရွာရုပ်ကိုပေါ့အရက်လှဲ့ပြီးတောက်တက်တဲ့လူစားတယောက်ဖြစ်တယ်။အဲ့လိုရတမဖိုးမောင်ကိုဥကြုံမြေဘဝင်မကြတာစမ်းတော့မစမ်းဘူး။ဖိုးမောင်ပြားပြေဥပမေတယောက်တပိတူအိမ်ထဲဝင်လာတာကိုမြင်တဲ့အခါမှာလှန့်ခေါ်တယ်။ဖိုးမောင်ကတော့ရိုင်းတိရိုင်းတိုင်းခြေလမ်းနေနဲ့ဝင်လာတယ်။ဖခင်ခေါ်ကိုအရင်မိုးပြီးတော့အရှက်ရှက်ပြစ်တွေ့တဲ့တန်နဲ့ထူလိုက်တယ်။လာစမ်းမအောင်ကတိကိုလာနေပါပြီဖေ။ပစိုးကူတော်တေချာမဝတ်နိုင်ပဲနဲ့လက်တစ်ဖက်က ကင်ထားတဲ့ဖုံးမောင်ရဲ့ဖြစ်ကိုဦးပနိုင်ဆက်ပြက်လက်ပြက်နဲ့စိုက်ကြည့်တယ်။ဖုံးမောင်လေးကိုရောက်လာတော့စောစောကပဲဦးကျော်မြင့်ငါးစီကိုလွှာသားတဲ့ဖုံးမောင်။ဟာဒီဘိုးတော်ရဲ့အဖေစီလာတာဆန်းလို့လားဗျ။အေးခါတိုင်းနဲ့လာနေကြပဲမို့လားဖေ။ဟက်ကခါတိုင်းနဲ့လာနေကြဆိုပေမဲ့ငါကမင်းကိုထိုးပြီးပြောနေမှမဟုတ်ဘူးလေ။အခုကမင်းကြောင့်ကတိတ်ခါကြတယ်ကွ။ဗျာကျုပ်ကြောင့်ကျုပ်ကဘာများလုပ်လို့လဲဖေ။ ဒီအဖေရာကြီးပဲပြောနေတော့မအေးပေးလေနင်းနှမလင်ကသူ့သမီးကိုမင်းလိုက်ပြီးနှောက်ရှက်နေရဲဆိုပြီးတော့ငါ့ကိုလာပြောသွားတယ်နောက်တစ်ခါလာနောက်ရှက်ရင်တော့တကြီးအိမ်ကပဲစကားပြောမယ်တဲ့ဘလောက်တော့မှတိတ်ခါကိုထိပါသွားလဲကွာအဲ့ဒါမင်းကြောင့်ကွာမင်းကြောင့်ဘာခင်ဖြစ်သူဦးဖားမန်ရဲ့ဒေါ်ရတကြီးပြောနေဟန်ကြောင့်ဖိုးမောင်တယောက်အရန်မိုးတာတောင်ပြေပြောက်သွားတယ်နေပါဦးဖေဒီလူကအဖေကိုဒီတိုင်းပဲပြောသွားတယ်ဗောဟုတ်လားဟုတ်တယ် နားဆိုဒီဘိုးတော်လွန်တာဗောဗျကျုပ်ကတူတူမီစကားပြောနေပြောတာကိုဒင်းကအဖေကိုပြောသွားတယ်ဆိုတော့ကျုပ်မကြည့်နဲ့ဘူးဗျာဖိုးမောင်ဒေါသတကြီးနဲ့အိမ်ထဲကိုဝင်သွားတယ်ဥပမင်ကတော့ဖိုးမောင်ကိုလှမ်းကြည့်တယ်အိမ်ထဲကဖိုးမောင်ပြန်ထွက်လာတော့ငှက်ကြီးတောင်ဓာကြီးကိုခံရတာမြင်မှပဲဥပမင်တယောက်မျက်လုံးပြေးသွားတယ်ဟာဟဲ့ကောင်ဖိုးမောင်ဒီဓာကြီးနဲ့ဘာလို့မလို့လဲအဲ့ဒီဘိုးတော်ကိုကျုပ်သားတတ်မလို့လေကျုပ်ကြောင့်ကျုပ်အဖေကိုပြောသွားတာနည်းနည်းလေးမှမကြည့်နဲ့ဘူးဖိုးမောင်ဟာ ဓာကြီးကိုလက်မကျစ်ကျစ်ပါအောင်ဆုပ်ကင်ထားပြီးတော့ပြောတယ်။တော်ပါတော့ကွာ။မင်းသာနောက်တစ်ခါသူ့သမီးနဲ့သွားပြီးတော့မပတ်သက်မိစေနဲ့ကြာလား။ဒါဆိုအဖေလဲကျင်းနေပြီဟုတ်ပြီလား။ပြေးပြေးပြေး။အဲ့ဒီဓာကိုအလကားနေနေနဲ့ရံများပါတယ်ကွာ။ဒါလိုပြောပြီးတော့ဥပမာကဓာကိုတောင်းတယ်။ဒီတော့မှဖိုးမောင်တရားပေးတယ်။ရဲတော့ကြတော့ဖိုးမောင်တရားရွာကနေပျောက်ကွယ်သွားတယ်။တ냐တလီတော့မှအပြင်မှာအိတ်တက်ခြင်းမရှိတဲ့တာဖြစ်သူကြောင့်ဥပမာတရားဖိုးမောင်တွေစိတ်ပူရပြန်တယ်။ဒါပေမဲ့ ဦးကျော်မင်းရဲ့တမီတင်းခိုင်လည်းပျောက်ဆုံးတရာကိုသိတော့မှပဲပါဖိသူဖုံးမောင်နဲ့တင်းခိုင်တို့ခိုးပြကြပြီဆိုတာကိုဦးပါမြန်သိလိုက်ပြီမဲ့အသေးကနောက်ကျနေပြီဦးကျော်မင်းကတော့ဒေါသအရန်ကိုထွက်နေခဲ့တယ်တမီဖြစ်သူတင်းခိုင်ကိုလည်းအခုလိုမိုင်လုံးကြီးလာမယ်လို့သူမထင်ခဲ့ဘူးဒါကြောင့်ပေါ်ပြီးဒေါသထွက်တာနေပါစေဒီကောင်မကိုဖိချင်တာဖြစ်ပြစ်ထားလိုက်အောင်မေဒါမှဒင်းကဖိုးမောင်ဆိုတဲ့ကောင်ရဲ့ထံကိုတိမှာဦးကျော်မင်းကဒေါသထွက်ပြီးတော့ပြောလိုက်ခြင်းဖြစ်တယ်သူ့ရဲ့နေပြီးမှာ မျက်နှာငယ်လေးနဲ့ထိုင်နေတဲ့ဇန်နေဖြစ်သူကတော့လေတန်အေးအေးနဲ့ပဲဒီလိုတော့မပြောပါနဲ့ကိုကျော်မင်းရဲ့ကျွတ်တို့မှာဒေသမီလေးပဲရှိတာသူဘလို့ပဲလမ်းကိုရွရွကျွတ်တို့ကမိဘတွေပဲဟဲ့နေသမီးကငါတို့ကိုမိဘလို့တောင်မတတ်မလို့အခုလိုခွေးဆက်ခင်းထားတာလေဒီရဲ့သမားကိုငါလုံးလုံးကြည့်မရဘူးဆိုတာကိုသိသိနဲ့ကိုကျော်မင်းအန်ကိုကြိတ်ပြီးတော့ပြောနေကနေမျက်ရည်ကျလာတယ်ဇနီးတွေကလည်းကိုကျော်မင်းကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ပြီးငိုတယ် ဖုံးမောင်းတဲ့တန်ခိုင်တို့နှစ်ဦးဟာတငယ်ချင်းဖြစ်သူရဲ့ကိုကြီးနဲ့ချွာတရမှာရောက်ရှိနေတယ်။နှစ်ဖက်သဘောမတူတဲ့အရေးကိုသိတာကြောင့်ဖုံးမောင်းဟာတင်းခိုင်ကိုခိုးပြခဲ့ရခြင်းဖြစ်တယ်။တော့ကိုဖုံးမောင်းပြောလေတဲ့။ဘာပြောလဲ။တော့ကျုပ်ကိုခိုးပြလာပြီဆိုတော့ယောက်ျားကောင်းပြပီတတနဲ့ရှာဖွေကျွေးမွေးနိုင်ရလား။ဟိုကွာမင်းကလည်းငါ့ကိုအထင်သေးလိုက်တာ။အထင်သေးတာမဟုတ်ပါဘူးတော့။ကျုပ်ကတော့အရင်လိုပဲအရက်တောက်ပြီးတော့မိုးယူနေမှာကြောက်လို့ပါ။မစိုးရိမ်ပါနဲ့ကွာ။ ငါအရင်လိုမနေတော့ဘူးလို့မင်းကိုပြောပြပြီလေအခုလဲငါတငယ်ချင်းကိုပြောပြီးတော့ဒီရွာမှာအလုပ်လေးတစ်ခုလုပ်ရဖို့ပြောခိုင်းထားတယ်ဒီလိုဆိုလဲဟုတ်ပါပြီတော့တင်းခိုင်ကိုခိုးလာတဲ့ဖုံမုံတယောက်အဲ့ဒီရွာလေးမှာတရင်ကအဖြစ်လောက်ခံပြီးတော့သူ့ရဲ့ရဲသမားဘွားကိုပါဆုံးပစ်ခဲ့တယ်အရင်တုန်းကတင်းခိုင်ပေကိုမျက်နှာကျော်မတက်လို့ပေဒီမိုက်ပြနေပေမဲ့တင်းခိုင်ကိုတခြားသူနဲ့ပေးစားတော့မယ်လို့ကြားလိုက်ချိန်မှာတော့ဖုံမောင်မနေတာတော့ဘူးဒါကြောင့်လဲတင်းခိုင်ကိုအခုလိုခိုးပြေးလာခြင်းဖြစ်တယ်ဖုံမောင်တို့ရောက်ရှိနေတဲ့ရွာလေးဟာ တို့တို့ကနေထိုင်ဖို့အတွက်အဆင်ပြေတယ်။ရွာသူရွာသားတွေကိုလည်းဖိုးမောင်ကကူညီတယ်လို့ဖိုးမောင်တို့လင်းများကိုလည်းရွာသူရွာသားတွေဟာကူညီဖေးမကြတယ်။ဖိုးမောင်လည်းတရင်ကအလုပ်လေးရလာတော့ပို့ပြီးတော့အဆင်ပြေတယ်။ဒီလိုနဲ့နေနေနဲ့တရက်ဖိုးမောင်လေတော်တွေကိုတွားနေတော့လမ်းကူးလက်တနေရာမှာမာညီခေါ်တဲ့တန်ကြောင်ဖိုးမောင်အနောက်ကိုလှည့်ကြည့်တော့သူ့ထက်အသက်ကြီးလာတဲ့လူကြီးတယောက်ကိုလှမ်းမြင်ရတယ်။ဟုတ်ကဲ့ကျုပ်ကိုဘာလို့ခေါ်တာလဲ ုံမောင်ကမေးတော့အဲ့လူကဖုံမောင်ကိုစိုက်ကြည့်တယ်။ငါညီစီမှာစလိတ်ပါရင်ပေးပါလားကွာ။အကိုစလိတ်အရန်တောက်ချင်လို့ပါ။ဖုံမောင်ဟာသူ့နေရွက်ချာမှာညှက်ထားတဲ့ဖတ်ချန်စလိတ်ကိုကြည့်ပြီးပြောတော့ဖုံမောင်လည်းစိတ်တော့မရှိပါနဲ့ဗျာ။ကျုပ်ကလေတော့ကိုဆင်းရမှာဗျ။နောက်ပြီးတော့ဒီစလိတ်ကလည်းတက်လိုက်သေးပါတော့ပေးလို့မရဘူး။ဒီလိုပြောပြီးတော့လေတော့ရှိရကိုဆက်သွားတယ်။နောက်မှကြဲတဲ့သူဟာဖုံမောင်ကိုမကျင်းတဲ့ဟန်နဲ့လှမ်းကြည့်နေရဆိုတာကိုတော့ဖုံမောင်မသိခဲ့ဘူး။ နောက်တရက်အဲ့လူစိမ့်နဲ့ဖိုးမောင်ရွာထဲမှာစုံကြတယ်ဟာတနေ့ကနောင်ကြီးပဲဖိုးမောင်ကနှုတ်ဆက်ပြီးမဲ့အဲ့လူကမသိတဲ့ဟန်နဲ့ဖိုးမောင်ကိုကြည့်သွားတယ်ဒီလူကဘာလဲဖိုးမောင်ကပြောလိုက်တော့နဘေးမှာပါလာတဲ့တငငချင်းကအဲ့ဒါဧည့်သည်အကြီးကျော်တို့အမျိုးလို့ပြောတယ်မင်းနဲ့တွေ့ဘူးလို့လားဒီလိုမျိုးတော့တနေ့ကလေတော့အသွာလမ်းမှာတွေ့ဘူးတယ်ငါးစီကသူကဆက်လိုက်တောင်းတာလေငါကလည်းတိတ်တိတ်ရှိရတဲ့မပေးကမ်းမိဘူးကွာအေး အဲ့ဒါကြောင့်မင်းခေါ်တာကိုမသိတဲ့လို့လုပ်သွားတာနေမှာထားလိုက်စမှာကွာတငကချင်းစကားကြောင့်ပဲဖိုးမောင်နားလေသွားတယ်။တညမှာတော့ဖိုးမောင်နဲ့တင်းခိုင်တို့တွေအိမ်မော်ကြနေတဲ့ချိန်ဖိုးမောင်အခုထာဇန်အခုထာဇန်ဖိုးမောင်ဒေတန်ကြီးကိုဖိုးမောင်ကြားလိုက်ရတယ်။ချက်ချင်းအိယာကထားတယ်။တိုင်းနဲ့ခေါင်းနဲ့စောင့်တယ်ကွာစောင့်လိုက်စမှာဒေတန်ကြီးကဖိုးမောင်ကိုမိန်ပေးတယ်။ဖိုးမောင်အသေးစိတ်ကတ်နေပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာထိန်ချုပ်မရဘူး။တိုင်းစီကိုသွားပြီးခေါင်းနဲ့တတော်တော်စောင့်ချတယ် ဟင်ကိုဖုံးမောင်သိန်းခိုင်တယောက်အိပ်ပျော်နေရကနေအတန်ကြောင့်နိုးလာတယ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မျက်လုံးပြူးသွားတယ်ဖုံးမောင်တယောက်နှစ်ဖူးကသွေးတွေစိတ်ကျနေပြီးတိုင်တဲ့ခေါင်းနဲ့အဆက်မပြတ်စောင့်နေရမြင်တော့သိန်းခိုင်အပြေးသွားပြီးတော့ဖုံးမောင်ကိုဆွဲရတယ်လာကြပါအောင်တော့ကိုဖုံးမောင်ဘာဖြစ်နေရလဲမသိဘူးလာကြပါအောင်အဲ့လိုသူအော်ဟစ်ပြီးတော့အကုန်ကြီးတောင်းမှဘေးချံကလူတွေနိုးလာတယ်ပြီးတော့အပြေးလွှာရောက်လာတယ်သိန်းခိုင်နဲ့အတူဖုံးမောင်ကိုဝိုင်းဆွဲတဲ့ချိန်ဖုံးမောင်တယောက်ကတော့တတိလက်သွားခဲ့ပြီအဲ့ခါ ညနေတက်ကောင်ဆေးစရာကိုအပြည့်ပင်ရတယ်။နောက်တနေ့မနက်ရောက်တော့ဖုံးမောင်ပြန်ပြီးတော့တတိရလာတယ်။ဒါပေမဲ့ငါဘလို့ဖြစ်တာလဲ။သူ့မိမသင်းခိုင်ကိုပြန်ပြီးတော့မေးရတယ်။တော်ဘာများဖြစ်သွားတာလဲကိုဖုံးမောင်။မနေ့ညကကြုတ်အတွေ့မြန်လို့ပဲ။တော်တကယ်ရဲမမှတ်မိဘူးလား။ငါဘာမှမသိလိုက်ဘူးသင်းခိုင်။ဖုံးမောင်ကလေးတန်းတိုးတိုးလေးနဲ့ဖြီးတယ်။သူ့ဖြစ်ကိုလည်းသူစဉ်းစားတယ်။နှစ်ဖူးကတန်းရတက်တာသွားပြီးတည့်ရမှာတော့ဖုံးမောင်ကုတ်ပစ်ခင်မှာထိုင်ပြီးရင်းနှီးတောက်တယ်။ တင်ခိုင်ကတော့ဖိုးမောင်ဝေးမှာဆန်ရွေးနေတယ်ဒီချိန်မှာဖိုးမောင်မင်းကျက်ဖာခွဆန်ဒီတန်ကြီးကိုဖိုးမောင်နားထဲမှာကြားလိုက်တယ်ချက်ချင်းမဲ့နေရာကထပြီးတော့မျိုးမထိုင်ကကျက်ဖာခွတယ်ကိုဖိုးမောင်မကြည့်မငင်တဲ့တော့စော့နေတယ်သူများတွေမြင်မကောင်းဘူးတော့တင်ခိုင်ကဖိုးမောင်ကိုကြည့်ပြောတယ်ဖိုးမောင်ကခလေးတွေလိုပဲမနာတမ်းကျက်ခွတယ်တင်တင်ခိုင်ငါငါမောတယ်ဟာဒီလိုပြောတော့မောရင်ရက်လိုက်တော့ငါငါရက်လို့မရဘူး ငါ့ကိုခိုင်းနေတာခိုင်းနေတာဘိုးမောင်ဒီလိုပြောတော့တင်းကင်ခေါင်းနှံပန်းကြီးသွားတယ်ကိုဖိုးမောင်ရက်လေရက်လေတင်းကင်ချက်ချင်းဖိုးမောင်နဲ့ပြီးအပြေးသွားပြီးတော့ဆွဲတယ်တင်းကင်ဆွဲပြီးမဲ့ဖိုးမောင်အတင်းယုံပြီးချက်ခွတ်တယ်လူကချွေးတွေတလောထွက်နေပြီးတော့မော်ဟိုက်နေပြီးလာကြပါဦးတော့ကိုဖိုးမောင်ဘာဖြစ်တယ်မသိဘူးတော့လာကြပါဦးတင်းကင်သူမကိုယ်တိုင်ဆွဲမြရတဲ့ဆုံးမှာနဘေးဝိုင်းကလူတွေကိုအကူအညီတောင်းတယ်လူအများရောက်လာတော့ဖိုးမောင်ဖြစ်ကုန်မြင်ကုန်တယ်ဖိုးမောင်ကိုဝိုင်းပြီးဆွဲကြအောင်ဝိုင်းဆွဲကြပါအောင်လောက်ကြပါအောင် တိန်ခိုင်စကားကြောင့်ပဲအားလုံးဝိုင်းဆွဲကြတယ်။ဖိုးမောင်ကိုဝိုင်းပြီးတော့ချုပ်ထားတယ်။သူတို့ဝိုင်းပြီးထိန်းထားမှပဲဖိုးမောင်တောင်ငြိမ်ချက်တာကောင်းသွားတယ်။အဲ့ဒီဖြစ်ပျက်တွေဖြစ်ပြီးတဲ့နောက်ဂျွာကတကြီးရွယ်အိုတွေဟာတိန်ခိုင်ကိုခေါ်ပြီးတော့တိန်ခိုင်ညီယောက်ျားဖြစ်နေတာတွေကမရိုးသားဘူးလို့အကြီးတို့ထင်တယ်။ဟုတ်တယ်။ဖိုးမောင်အခုဖြစ်နေတာတွေကအောက်လန်းနဲ့အတိုက်ခံထားတဲ့ပုံပဲ။တိန်ခိုင်ကတော့ရှင်လို့သာပြောနိုင်ကြတယ်။အရင်လဲကြောက်မတော့နဲ့။အကြီးပြောမယ်တေချာနာထောင်။အခုညီယောက်ျားကိုခေါ်ပြီးတော့ ောင်ထုံးရွာကိုသွားအဲ့ဒီရွာမှာဘွားမဲစိန်ဆိုတဲ့အမေကြီးတယောက်ရှိတယ်။သူကအောက်လန်အတိုက်ခံရတွေအားလုံးကိုပျောက်ကင်းရကုသပေးနိုင်တယ်။ဒီလိုဆိုရင်တော့အဲ့ဒီရွာကိုသွားမှဖြစ်မယ်အရေး။မဟုတ်ရင်ကြောက်ကြတဲ့ကိုဒုက္ခပေးနိုင်တယ်။အေးလေဒါကြောင့်မို့လို့လေအရေးတို့ကညီကိုခေါ်ပြောတာ။တင်းခိုင်လေလူကြီးတွေပြီးတဲ့အကြံအတိုင်းပဲဖိုးမောင်နဲ့တင်ငယ်ချင်းကိုအဖော်ခေါ်လို့လယ်မြားနှစ်ယောက်တောင်ထုံးရွာကိုသွားကြတယ်။အင်ရှင်တို့အင်ရှင်တို့ရှိလားဗျ။ခြံဝိုင်းပြင်ကအော်ခေါ်တယ်။ခြံတကာပိတ်ထားလို့ အိမ်ထဲကထိုးတယ်မကြဘူးခဏကြတဲ့ခါမှာဘေးချိုင်ဝမ်စီကနေမိမကြီးတယောက်ထွက်လာတယ်ဘွားမဲစိန်တို့အိမ်ကိုလာကြတာလားဟုတ်ကဲ့ဘွားဘွားမဲစိန်ရှိလားအေးဘွားတို့ကဖုန်းကြီးကြောင်းသွားတယ်ခဏနေဆိုပြန်ရောက်လောက်ပြီးဟုတ်ကဲ့ဒါဆိုကျွတ်တို့ခဏဆောင်းလိုက်မယ်နော်အေးအေးအကြီးကဟိုဘက်အိမ်က လာလေရေနွေးလေးပါလေတောက်ကြအောင်ဘေးဝိုင်းကခေါ်လို့လိုက်သွားကြတယ်ခဏကြတော့ဘွားမဲစိန်နဲ့တူတူတော်ဝင်းတို့တာမီပြန်ရောက်လာတယ်ခြံကားအဖွင့်ဝင်လာကြပြီတဲ့နော်ဘွားမဲစိန်ကအိမ်ပေါ်ကိုသွားတယ် အဝယ်စားလဲတယ်။ဒေါ်ဝင်းနဲ့နန်းကျန်ကတော့ကုတ်ပစ်ခင်မှာထိုင်နေကြတယ်။မမဝင်းပြန်ရောက်လာပြီလား။အေးလေပုစုလား။ဒါမဲ့ဒီမှာအစောကဖွားစီကိုဧည့်သည်တွေလာတယ်။အော်ကောင်းနေကြလို့အမေကအိမ်မှာခေါ်ပြီးတော့ဧည့်ခံပေးထားတယ်။ဟေးဟုတ်လား။ဒါဆိုထွက်လိုက်လေပုစု။ဘသူတွေများလဲ။ဖွားမစင်ကလည်းဝယ်စားတွေလဲပြီးတော့အိမ်မောကပြန်ဆင်းလာတယ်။အမေကြားလိုက်လား။ကြားတယ်လေဧည့်သည်တွေဆို။ဖွားမစင်ကုတ်ပစ်ခင်မှာဝင်ထိုင်တဲ့ချိန်ဧည့်သည်တွေရောက်ရှိလာတယ်။ ဒီမှာပဲဝင်ထိုင်ကြ။အဲ့တဲ့၃ယောက်လည်းကုတ်ပြစ်ခဲမှာဝင်ပြီးတော့ထိုင်ကြတယ်။ဒေါ်ဝင်းနဲ့နန်းကြိုင်တို့သားမီးကတော့ရေနွေးအစ်စ်ဖြည့်ဖို့လက်ဘတ်တို့လေးသုတ်ဖို့အတွက်နောက်ဖို့ဝင်သွားကြတယ်။ဒီကမောင်ရင်တို့ကဖေရွာကလည်းသူတို့ကအင်းဖို့ရွာကလာကြတာပါ။ဘွားကဘွားမဲဆင်းဆိုတာလား။အေးကွယ်ဘွားမဲဆင်းဆိုတာဘွားပဲ။ပြောကြပါအောင်လိုင်းကိစ္စကိုဘွားဆင်းကမီးတော့ကျုပ်နာမည်ကဖိုးမောင်ပါ။ဒါကကျုပ်စနေတင်ခိုင်ပါ။နောက်ပြီးတော့သူကကျုပ်တငယ်ချင်းပါ။ ဖိုးမောင်ကမိတ်ဆက်တယ်ဆက်ပြီးတော့လာတဲ့အကြောင်းရင်းကတော့ကြုတ်ကြောင်ပါအေးဘွားကြည့်ရတဲ့လောက်ကိုပြောရရင်တော့မောင်ရင်ကတခြားနှစ်ယောက်ထပ်ပို့ပြီးတော့ထုတ်ချနေတယ်ကဲပါလေဆက်ပြီးတော့ပြောပါဦးဘွားမက်ဆင်ကဖိုးမောင်ကိုစိုက်ကြည့်ပြီးပြောတယ်ဖိုးမောင်လည်းသူ့မှာပြည့်ပြည့်တဲ့အကြောင်းအရာလုံးစုံကိုဘွားမက်ဆင်ကိုပြောပြတယ်အကြောင်းရင်းတခြားနားထောင်ပြီးတော့ဒါဆိုလေဘွားနားကိုတော်ပြီးတော့ခြေထောက်နှစ်ဖက်ကိုဆက်မိထိုင်လိုက်ဘွားမက်ဆင်ပြောတဲ့အတိုင်းပဲထိုင်နေဘွားမက်ဆင်ကဖိုးမောင်ကောင်းပေါ်မှာ သူ့ရဲ့လက်ကိုတင်းမျက်လုံးကိုမှိတ်ထားတယ်။တင်းခိုင်တို့ဒေါ်ဝင်းတို့ကတော့နဝေးကနေကြည့်နေကြတယ်။ခဏကြာတော့ဝါမက်စိမျက်စိပွင့်လာပြီးတော့ဖိုးမောင်ကောင်းထမ်းမှရှိတဲ့သူ့ရဲ့လက်ကိုဖဲ့တယ်။ဖိုးမောင်ကတော့မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ကြည့်နေတယ်။ကဲရေနွေးခော်တွေအကုန်လုံးဘေးကိုဖဲ့လိုက်တော့ဝါမက်စိကပြောတော့ဒေါ်ဝင်းတို့ကပြပြတလဲနဲ့အကုန်ဖဲ့ပေးတယ်။မောင်ရင်တင်းမျက်ကိုထမ်းလိုက်တော့ဝါမက်စိခိုင်းတဲ့အချိန်မှာဖိုးမောင်ပြေးမိထိုင်တယ်။ကိုပြည့်ခင်မမဖိုးမောင်နဲ့ဖွားမက်စင်တာရှိပြီးတော့ ျန်လူတွေကတော့မြေပေါ်မှာမတက်ရက်ကြည့်နေကြတယ်။ကဲဒီကလေးကိုအောင်လဲနဲ့တိုက်ထားတဲ့ပုဂ္ဂိုလ်အခုလာခဲ့ပါ။ရောက်တဲ့အရက်ကနေအခုချက်ချင်းဒီကိုလာပါ။ဒီလိုပြောပြီးတော့ခါရာတွေကိုရွတ်တယ်။မကြခင်မှာ ဖိုးမောင်ထိုင်နေကနေခေါင်းမှာငိုက်ဆိုင်ကျသွားတယ်။ဖောင်းမစင်ကဖိုးမောင်ကိုစိုက်ကြည့်ပြီးတော့ရောက်လာပြီလား။ဒီလိုမျိုးတော့ဖိုးမောင်ခေါင်းချင်းပြတယ်။ဘာကြောင့်ဒီကလေးကိုတိုက်ခတ်နေတာလဲ။ပါမများမကျေနပ်တာရှိလို့လေမကျေနပ်ဘူးဒီကောင်ကိုကြုံနေနေလေးမှမကျေနပ်ဘူး နေကဒီကလေးကိုဘာတွေမကြင်မနှက်ဖြစ်နေရလဲဘွားမဆိုင်ကဘေးပေမဲ့လုံးဝမဖြစ်ဘူးဟဲ့ငါနာမည်ကဘွားမဆိုင်မဆိုင်နဲ့ဟဲ့နင်အစစ်လုံးနဲ့များငါ့ကိုအာခံပြနေရလားဟမ်နင်ပြကြသွားချင်တာလားဘွားမဆိုင်ကမန်ဘာဘာပြောတဲ့အခါမှာချက်ချင်းပဲမဟုတ်ပါဘူးဗျာဒါဆိုပြောလေကျုပ်ကျုပ်ဒီကောင်းစီကိုဆက်လက်တောင်းတော့တာဗျဒီကောင်းကအကျင့်ရောက်ပြီးတော့မပေးလို့ပါဘာကွက်ဆက်လက်မပေးလို့ဟုတ်လားဟုတ်ပါတယ် ဘာမှမဟုတ်တာလေးနဲ့များလူကိုဒုက္ခပေးရတယ်လို့အခုနေဒီကလေးကိုဆက်ပြီးတော့ဒုက္ခမပေးနဲ့တော့မဟုတ်ရင်နင့်ပညာဆုံးရအောင်ငါလုပ်ရလိမ့်မယ်ကျုပ်ကျုပ်မလုပ်တော့ပါဘူးဗျာအဘွားရဲ့ပညာကိုကျုပ်ကြောက်ပါတယ်အဘွားဘလောက်ပညာထက်လဲဆိုတာကျုပ်သိပါတယ်ဗျအေးဒါဆိုသစ္စာရေးတော့ပြီးကျင်းသွားဒီကလေးနဲ့သူ့ရဲ့မိသားစုတွေကိုလုံးဝမတိခိုက်စေနဲ့ဟုတ်ဟုတ်ကဲ့ပါဘာမဲ့ဆိုင်ကသစ္စာရေးတောက်ခံပြီးမှပြန်ခိုင်းလိုက်တယ်။ဖုံးမောင်လည်းသူဘာဖြစ်သွားလဲဆိုတာတငငချင်းပြောပြလို့အကြောင်းစုံသိသွားတယ်။ ဘာမဟုတ်တဲ့ကိစ္စလေးကြောင့်ဒုက္ခရရတယ်ဆိုပေမဲ့ဒီကိစ္စကိုဒီမှာပဲထားခဲ့ပါ။သူလည်းဆက်ပြီးမောင်ရင်ကိုဒုက္ခမပေးတော့ဘူးလို့ပြောပြီးပြီ။ဒါကြောင့်ရန်ညှို့မဖွင့်နေတော့။ဟုတ်ကဲ့။ကြုတ်ဖြစ်နေတာတွေဆက်ပြီးတော့မဖြစ်တော့ရင်ကျေနပ်ပါပြီဗျာ။ဖုံးမောင်ဟာဖွားမဲစင်ကိုအဲ့လိုပြန်ပြောတယ်။အဲ့နောက်ဖုံးမောင်တို့လည်းဖွားမဲစင်ကိုကတော့ပြီးတော့ရွာကိုပြန်သွားကြတယ်။တစ်ဖက်မှာဖိုးမောင်ရဲ့ဖခင်နဲ့တင်းခိုင်ရဲ့မိဘတွေကသူတို့နှစ်ဦးပေါ်စိတ်ဆိုးပြေးသွားကြလို့ဒါနဲ့တမီးကိုသူတို့မျက်စိရှိကိုအများဆုံးပဲ